မြို့ပတ်လန်စီမံချက်နဲ့လူကြိုက်များလာတဲ့ကျွန်တော်တို့နောင်ရဖေးဖြစ်ပါတယ်ဆိုတော့ကဒီနေရာလေးကိုကျွန်တော်အရင်ဆုံးလမ်းညွှန်ပေးမယ်ဒီနေရာကိုလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖက်အန်ကနေလာမယ်ဗျာကျွန်တော်တို့မဲပေါင်တတာမဲပေါင်စီကြော်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လှကမြင်မီးပွိုင်းရောက်မယ်လှကမြင်မီးပွိုင်းကနေကျွန်တော်တို့လှကမြင်ထဲချိုးဝင်သွားမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လှကမြင်ပန်းချံကိုတွေ့ရှိရမှာဖြစ်ပါတယ်လှကမြင်ပန်းချံအတိုင်းကျွန်တော်တို့တဲတဲသွားမယ်ဘဲမမကွေ့ဘူး ဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါကမဲပေါင်နောင်ပလင်လမ်းမကြီးဖြစ်ပါတယ်ကျွန်တော်တို့မဲပေါင်နောင်ပလင်လမ်းမကြီးကနေတဲတဲဘဲမှမကွေ့ပဲနဲ့တဲတဲလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတူနွေးကြောင်းပင်ကတော့ကြောင်းရောက်လို့ရှိရင်လန်ဂျောလေးတိုင်းကို slide ပေါ့နော်ညာဘက်ခြံကိုကြွေသွားမှာဖြစ်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ညောင်ရဖေးဆိုင်ဘုတ်အနီကြီးကိုတွေးရှိတဲ့အထိကျွန်တော်တို့ဆက်မားမှာဖြစ်ပါတယ်တွေးလို့ရှိရင်အဲ့လန်တိုင်းတဲတဲဝင်လာမယ်ဘဲမှမကြွေရဘူးအဲ့မှာဆိုလို့ရှိရင်အခြေခံပညာမူလာတဲ့အကြောင်းကိုကြော်လာမယ် တဲတဲလာမယ်ကျွန်တော်တို့မိုင်းတိုင်းအနေထားနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမြို့ပတ်လန်အတွက်ကိုမိုင်းတိုင်း၃ညဒသမ9ကီလိုမီတာရောက်လို့ရှိရင်အရှိမဆိုင်ဘုတ်အနီ တွေ့မယ်အဲ့ဒီဆိုင်ဘုတ်ကကျွန်တော်တို့နောင်ရဖေးဆိုင်ဘုတ်ဖြစ်ပါတယ်အဲ့ဒီဆိုင်ဘုတ်ထဲကိုကျွန်တော်တို့တဲတဲဝင်လာမယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့တေးမဲ့တဲ့ရွာဖြစ်ပါတယ်တေးမဲ့တဲ့ရွာမှာရှိတဲ့ကျွန်တော်တို့မြို့ပတ်လန်နဲ့ဒီ1ကီလိုမီတာလောက်သာဝေးတဲ့နေရာကိုကျွန်တော်အခုရောက်ရှိနေတာဖြစ်ပါတယ် ိုတော့ကကျွန်တော်ဒီကနေ့ဝင်လာတယ်ဟိုမှာအိမ်အဖြူတစ်လုံးကြီးလုံးရှိတယ်ဆိုတော့ဒီဘက်ခြံတည့်သွားမယ်ဆိုလို့ရှိရင်ဒါကတော့အာကျွန်တော်တို့နောင်ရဖေးဘုံကြီးကြောင်ရှိရပေါ့နော်တောင်ကုန်းလေးနဲ့ဒီနေရာလေးကအေးအေးချမ်းချမ်းဆွဆိတ်ငိမ့်လေးနဲ့နေလို့ကောင်းတဲ့တောင်ကုန်းဒေသလို့တောင်ထင်ရတဲ့နေရာနေထားနေဖြစ်ပါတယ်ဒီခြံလေးကိုကျွန်တော်လွန်ခဲ့တဲ့နှစ်ကလာရောင်းပေးတယ်ဒီဘက်ခြံမှာဆိုရင်3ခွက်ဒီဘက်ခြံမှာဆိုရင်6ခွက်အဲ့လိုမျိုးနေထားလေးထဲမှာမှအခုဒါတော့ ခြုံနေပါရေပြန်ပေါင်းလာပြီပေါ့နော်ဆိုတော့ကျွန်တော်အခုဒီခြံအနေထားလေးကိုလာရောက်ပြပေးတာဖြစ်ပါတယ်ဒါကတော့ကင်မရာဆရာခြံဖမ်းမျိုးနဲ့မြေကြီးကင်မရာဆရာခြံဖြစ်ပါတယ်သူမရောက်သေးဘူးဆိုတော့ကျွန်တော်အခုရောက်မဲ့ခြံလေးကိုကျွန်တော်သွားပြပေးမယ်သူက၃ခြံမြောက်မှာရှိတယ်အနေထားလေးကိုတခါတည်းကြည့်လိုက်တော့ပေါ့နော်အနေထားလေးကဘယ်လိုအနေထားမျိုးရှိလဲဆိုတော့ကဒါကလမ်းလမ်းအနေထားလမ်းအနေထားမြင်အောင်အဲ့ဘက်ခြံနေရှားလိုက် လန်ရတော့အခုလောလောဆယ်ကတော့နွားဝဲမှာဆိုလို့ပေါ့နော်လူတွေကလည်းမြေဝဲဥမြေဝဲစုတာပဲဆိုတော့ကမြေကတော့တက်မိုးတက်လာတယ်ဒါပေမဲ့လူနေမှပဲလမ်းကတိတိကျကျရှင်းလင်းပေါ့မယ်ဓာတ်တိုင်တွေပိုင်းရောက်ပြီးကိုချန်ရှေ့ထိဓာတ်တိုင်ရောက်ပြီးဆိုတဲ့အနေထားလေးသူဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တို့ကဲဒီကမြန်ရှန်တဲ့နေကိုွေးဝင်မလားလမ်းကတော့မရှိတာမဟုတ်ဘူးရှိတယ်ဒါပေမဲ့ဟိုပါပေါ့နော်ကျွန်တော်တို့နွားဝင်းမှာဆိုလို့ကဲ ကဲခြုံတိုးမယ်လားဆိုရင်ဒါလက်ရှိမျက်မြင်အနေထားလေးပေါ့โอเคเออสรอกอ่ะดีแฉ่นเล้ดิบ่เนาะดีแฉ่นเล้ดิဆိုတဲ့အနေထားလေးမှာဒီမှာတစ်ချောင်ရှိမယ်ဟိုမှာတစ်ချောင်ရှိမယ်ဟိုမှာတစ်ချောင်ရှိမယ်၃ချောင်မြောက်ဆိုတဲ့အနေထားလေးဖြစ်ပါတယ် ကျွန်တော်မျက်နှာစာကပေ60အနောက်ပေ90ပေ90ပေ60ဆိုတာကဒီလိုမျိုးမြို့အနေထားနဲ့ကြည့်မယ်ဆိုရင်တော်တော်လေးကျယ်တယ်အိမ်နှလုံးကောင်းကောင်းလေးဆောက်လို့ရတယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်ဆိုတော့ကမိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးအနေထားဒီဇိုင်းကလာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဒါကကျွန်တော်တို့အလားလာကောင်းတဲ့နေရာဈေးကလည်း200နဲ့10သိန်း အပိတ်ဈေးဖြစ်ပါတယ်တခါလဲရှော့တာပီဇာဆိုတဲ့အနေထားလေးမှာ230သိန်းမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားရဲဆိုရင်တော့ဒါလေးကအလားအလာကောင်းတဲ့ကျွန်တော်တို့အနာဂတ်မျိုးပတ်လန်းနားမှာရှိတဲ့ခြံွက်လေးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်